ဒီနိုင်ငံမှာငွေရှာမယ်ဆိုရင် ဘာသာရေးကိုအသုံးချရတဲ့ရုံညံ့တဲ့စိတ်ဓာတ်ငွေရဲဖို့ပဲလိုပါတယ်။အဲ့ဒါဟာအရှုံးမရှိသောယဉ်နီမြုပ်နှံမှုတစ်ခုလို့ဖြစ်နေပါတယ်။ယဉ်တွေ့သမျှအကြားသမျှတွေမြင်မတော်တိုင်းကြော်မိတော့လေအောင်မင်းပဲလွန်ရာကြလိမ့်မယ်။မင်္ဂလာပါခင်ဗျာ။ဒီဘလော်လေးကနေပြီးကျွန်တော်မျှဝေခြင်းတဲ့အကြောင်းအရာကတော့အဲ့ဒါကတော့တခြားမဟုတ်ပါ ဘာသာရေးအသုံးချငွေရှာနည်းလုပ်ငန်းတစ်ခု အကြောင်းပဲဖြစ်ပါတယ်။အဲ့ဒါပါလဲဆိုရင်မြတ်စွာဘုရားရှင် ကိုရောင်မြတ်ကိုအကြောင်းပြခုထုံးလို့ကာပါယူပြီးတော့မြတ်စွာဘုရားရှင်ရဲ့အထက်မှာအဟိတ်တိရစ္ဆာန်အပေဘုံသားဖြစ်တဲ့မွေတွေကိုထားကျင်တော့ထားနေတော့အဲ့ဒီလိုဘုရားရဲ့အထက်မှာမွေကိုထားပြီးတော့လိညာစားနေကြတဲ့ဘောဘကလူကြီးလို့နာမည်ခံယူထားတော့ဘုရားထက်ကြီးကျင်နေကြတဲ့ ဖျားလူကြီးတချို့ကိုလည်းတာကမဟာနာယကဆရာတော်ဖျားကြီးများရဲ့ဓမ္မဇက်နဲ့အတူသက်ဆိုင်ရာအစိုးရမင်းများရဲ့အာဏာဇက်နဲ့ပေါင်းဖက်ပြီးတော့တာစီနှိမ်နှင်းပေးဖို့ဒီဘလော်လေးကနေမေတ္တာရက်ခံတောင်းဆိုကြင်တာပဲဖြစ်ပါလေခင်ဗျဗီဒီယိုလေးကြည့်လိုက်အောင်ပါ ဆက်လက်ပြီးချုပ်ဆရာတော်ဖရာကြီးရဲ့တရားတော်ကိုလည်းနာယူကြည့်အောင်ပါအေးရတယ်လို့ရကြမိတ်နေတဲ့ဒီမွေကြီးကချီးရခြင်းဘုရားပေါ်ယူချမှသိပေါ့ချင်းရင်ဘုရားပေါ်ပေါ့ချမှကိုင်းကြည်သာတို့ဘုရားတရိษံရဲ့ချီးယူဘသိယူဘဖြစ်နေပြီဘုရားတကြီးတယ်ဘုရားလူကြီးဆိုတဲ့အဆုတ်ပြတ်တယ်လေမလုံသိမှုပြီးတော့ဆရာတော်ဘုရားကြီးမိန်ကြားတာနဲ့တင်တော်တော်လေးပြည့်စုံနေပါတယ် ဒီဗီဒီယိုထဲမှာအခုမြင်တွေ့ကြရတာကတော့တွင်တင်းမြို့ဘောင်းတော်ကျုပ်ဘုရားကြီးမှာဖြစ်ပါတယ်။အခုလိုလုံးဝမတင့်တော်တဲ့လုံရတွေနဲ့အတူသတိဆန်ရုံလားလို့နေယူရတော့အောင်ဒီဗီဒီယိုထဲမှာမြင်တွေ့ရတဲ့အတိုင်းပဲမွေအကောင်ပေါင်းများစွာကိုဖန်ဆီးပြီးတော့ဘုရားဆောင်ထဲကိုထည့်ထားပါတယ်။ပြီးတော့ဘုရားဘူးပုပ်ကူများရဲ့ခံကနေပြီးတော့ ဖလားကြီးရံပုံတွေစုပြီးတော့လည်းအမျိုးမျိုးခေါင်းစဉ်တက်ပြီးတော့လတ်လာပါရှာမှုစုထိုင်ရတာဖြစ်ပါတယ်ခုလိုဆရာရဲ့ရှင်မှာမွေးဆိုတဲ့သကလုံးကိုထားပြီးတော့မွေးဆရာလို့ပေါ်ပေါ်သုံးဆွဲခြင်းတွေနဲ့အမျိုးမျိုးသောခေါင်းစဉ်တက်ပြီးလာလာပါမွေးရှာအလှခန်းနေတာကိုဒီကနေ့ကျွန်တော်တို့မြန်မာနိုင်ငံမှာနေရာတော်တော်များများမှာတွေ့မြင်နေရပါတယ်ကျွန်တော်တို့ထေရဝါဒဗုဒ္ဓဘာသာဝင်တွေဟာ ောကမှာဖះရှင်သည်အမြတ်ဆုံးလို့ယုံကြည်ပြီးတော့အထွတ်မြတ်ထားကိုယ်ွယ်စည်းကပ်နေတာဖြစ်ပါအခုလိုဖះရှင်ကိုမူရင်းနဲ့တရန်နဲ့ထားပြီးတော့အရမနင်းနဲ့လက်လာပါရှာဖွေနေတဲ့အထက်မှာတချို့နေရာမှာဆိုရင်ခွန်ကြီးတွေကိုယ်တိုင်ကဦးစည်းဦးဆောင်လုပ်နေတာကိုတွေ့ရတယ် ဒီနေရာမှာကျွန်တော်အမြင်ကတော့အရက်တောက်တဲ့ဘုန်းကြီးဓာတုဘာမာကိစ္စနဲ့ရှုပ်တဲ့ဘုန်းကြီးဆိုရှယ်မီဒီယာပေါ်မှာမထော်မနားလုံနေကြတော့ဘုန်းကြီးတွေကသာသနာညှိုးနှွမ်းမှုနဲ့တရားစွဲတယ်စစ်စစ်အေးအေးယူခြင်းတွေလုပ်နေတဲ့ဆိုရင်ကိစ္စနှစ်ခုကိုချိန်ထိုးကြည့်လိုက်အောင်ဘုန်းကြီးတွေသာသနာညှိုးနှွမ်းအောင် လုပ်တယ်ဆိုတာကဒီပုဂ္ဂိုလ်ဒီလူဆိုတဲ့ခေါင်းစဉ်တက်ပြီးတော့အေးအေးယူလို့ရပါတယ် တို့တော့အခုလိုလုပ်နေတဲ့ဂောဘကလူကြီးတွေတကကြတော့ဖယားရှင်ကိုကာပါယူတယ်သာသနာတော်ကိုခုထုံးလုပ်တယ်ဘုန်းကြီးတွေမထော်မနှမ်းလုပ်တာထက်ဒီဂောဘကတွေသာသနာဖျက်နေတာကပိုဆိုးပါအဲ့ဒီပြဒနာနှစ်ခုကိုအဆင့်တတ်မှတ်မယ်ဆိုရင်ဆိုရှယ်ပေါ်မှာတရုတ်ပြတ်တဲ့ဘုန်းကြီးတွေကိုနံပါတ်1ထားပြီးဒီလိုခေါ်ဘက်ကသာသနာပြတ်တွေကိုနံပါတ်1နေရာကထားပြီးတော့ကိုသာသနာတော်တန်ရှင်းရဲ့အတွက် နှိမ်နှင်းဖို့လိုအပ်ပါတယ်။အဲ့ဒီလိုလောက်ရတွေကိုလည်းသာသနာညှိုးနွမ်းအောင် လုပ်တယ်လို့မြင်တဲ့လူကတော်တော်ကြီးကိုနဲပါတယ်။ဒီကိစ္စမျိုးတွေကိုအသေးအဖွဲကိစ္စလေးတွေလို့သဘောထားပြီးဆက်နေကြမယ်ဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာပိုက်ဆံရှာမယ်ဆိုရင်ဘာသာရေးကိုအတုံးချရဲသောအောက်တန်းကျတဲ့စိတ်ဓာတ်တစ်ခုပဲမွေးရဖို့လိုတယ်။အဲ့ဒါဟာ ပိုက်ဆံရှာဖို့ငွေရှာဖို့အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုလိုဖြစ်ပြီးတော့အဲ့အကြီးခေါရိုးကျိုးပြီးတဖြည်းဖြည်းနဲ့တာဒနာတော်ပွေပြောက်သွားပါလိမ့်မယ်ဒီတော့ဒီဘလော်လေးကနေအကြံပြုကျင်တာကတော့ဖရာမျက်နာကိုပဲကြည့်ဖရာအဆုံးမကိုပဲမျက်နာမူပြီးဖရာအထက်မှာဘာမှမထားသောဘာသာရေးယုံကြည်စည်းကပ်မှုတွေနဲ့ရှေ့ဆက်ဖို့လိုအပ်တယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ခင်ဗျ အဒီဘလော့လေးမှာတော့ဒီလောက်ပါပဲဗျကျွန်တော်ဘလော့အစ်စ်အစ်စ်တွေနဲ့ပြန်လာခဲ့ပါဦးမယ်ခင်ဗျာရင်တွေ့သည်များကြားသည်များတွေမြင်မတော်တိုင်းကြော်မိတော့လေအောင်မင်းပဲလွန်ရာကြလိမ့်မယ်